ီတာရီယာရဲ့အနာဂတ်ဘာလို့မျှော်လင့်ရမလဲမင်္ဂလာပါ MMA Define Channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာအီတာရီယာရဲ့အနာဂတ်ကြောင်းဆွေးနွေးကြပါမယ်ကောင်းစင်ကအီတာရီယာရဲ့အနာဂတ်ဘာလို့မျှော်လင့်ရမလဲဆိုတာပါအီတာရီယာက blockchain နည်းပညာလောကမှာအကြီးအကျယ်ဆုံး platform တစ်ခုပါ ဒါပေမဲ့အနာဂတ်မှာဘာလို့ဖြစ်မလာမလဲဆိုတာကိုကျမတို့ဒီချက်တွေနဲ့တူလေ့လာကြည့်ရအောင်ပထမဆုံးအီတာရီယန်ရဲ့လက်ရှိအခြေအနေကိုကြည့်ကြရအောင်အီတာရီယန်က2015ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီး Vitaly Buterin ဆိုတဲ့လူငယ်ကတည်ထောင်ခဲ့ပါတယ်အခုချိန်မှာဒါက blockchain နည်းပညာလောကရဲ့အစလို့ခေါ်ရပါမယ်ဘာကြောင့်လဲဆိုတော့ Ethereum ပေါ်မှာ DeFi, Decentralized Finance, NFT တွေနဲ့ DApp, Decentralized Application တွေအများကြီးတည်ဆောက်ထားပါဗျ။ လက်ရှိစီနှုန်းကအနည်းငယ်အတက်ကျရှိနေပေမဲ့အသုံးပြုသူအရေအတွက်ကတန်းတရာကျော်ပါပဲဒါပေမဲ့ပြဿနာတချို့ရှိနေပါတယ်ဥပမာငွေပေးခါမြ gas fee မြန်မာဒါနဲ့ငွေပေးခါမြနှစ်ကိုရာစတဲ့အချက်တွေဒီပြဿနာတွေကိုဖြေရှင်းဖို့ Ethereum 2.0ဆိုတဲ့အဆင့်ကိုပြောင်းလဲနေပါတယ်။ဒါဆိုကျမတို့အနာဂတ်မျှော်လင့်ချက်တွေကိုစတင်ကြည့်ရအောင်။အဓိကတစ်ခုက Ethereum 2.0ပါ။ဒါက Proof of Work POW ကနေ Proof of Stake POS ကိုပြောင်းလဲတာဖြစ်ပါတယ်။ POW မှာကွန်ပျူတာအရာအများကြီးသုံးရပြီးပတ်ဝန်းကျင်ညဉ့်ညံ့မှုဖြစ်စေပါတယ်။ဒါပေမဲ့ POS မှာငွေကိုသိမ်းဆည်းထားတဲ့လူတွေကငွေပေးခါများကိုစစ်ဆေးပေးရပါတယ်။စွမ်းရင်သုံးဆွဲမှုကို99ရာခိုင်နှုန်းလောက်ရှင်းချနိုင်ပါတယ်။2022ခုနှစ်မှာတော့ match လို့ခေါ်တဲ့ အဆင့်ကိုပြီးစီးခဲ့ပြီးအခုလက်ရှိဈေးနှုန်းတည်ငြိမ်မှုရလာပါပြီနောက်တစ်ခုက sharing ပါဒါကအီတရီယာကိုအပိုင်းငယ်တွေခွဲပြီးပုံမှန်မြန်ဆန်အောင်လုပ်ပေးပါတယ်လက်ရှိတစ်ဆက်ခံမှာ59လှည့်နိုင်ရောရှိပေမဲ့ sharing နဲ့တသိန်းလှည့်နိုင်လာမယ်ဒါက define နဲ့ NFT တွေပုံမှန်လင်းမြန်စွာအလုပ်လုပ်နိုင်မယ်နောက်ပိုင်း update တွေလို့ဒီကန်းနဲ့ Bora Group ကငွေပေးခါများ short ချဖို့အတွက်ကူညီပေးပါတယ်ဒီ update တွေကြောင့် Ethereum ကပုံမှန်အသုံးဝင်လာပြီးအသုံးပြုသူပိုများလာမယ်လို့မျှော်လင့်ရပါတယ်အနာဂတ်မှာ တာရီယာရဲ့အလားအလာကဘလောက်ကြီးမလဲဆိုတာအတော့ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ပထမအနေနဲ့ define လောကမှာ Italian ကဥဆောင်နေပါပြီ။အနာဂတ်မှာ band တွေ၊ချင်းငွေစနစ်တွေအားလုံး blockchain ပေါ်ပြောင်းလဲလာနိုင်ပါတယ်။ဥပမာမြန်မာလိုနိုင်ငံမျိုးတွေမှာ band စနစ်အားနဲ့ရင် define ကကဲတင်သူဖြစ်လာနိုင်ပါတယ်။နောက်တစ်ခုက web 3ပါ အင်တာနက်ရဲ့နောက်ဆက်တွဲ version မှာ Ethereum ကအဓိကအခန်းခဏမှာရှိပါမယ်။သင်ဟာသင့် data ကိုထိန်းချုပ်နိုင်ပြီးကုမ္ပဏီတွေကမချုပ်ကင်နိုင်တော့ပါဘူး။ NFT တွေနဲ့ digital အင်အားတွေလည်းပုံများလာပါမယ်။နောက်ထပ်နယ်ပယ်ကပဝင်းချင်းထိန်းသိမ်းရေးပါ။ Ethereum ရဲ့စွန့်ရင်သုံးစွဲမှု short ချပြီး carbon ထုတ်လုပ်မှု short ချရင်ပုံမှုရေရှည်တည်တက်ဖြစ်လာပါမယ်။ဒါပြင် layer 2ဖြည့်ရှင်းချက်တွေလို့ optimism နဲ့ arbitrary ကငွေပေးခါများပို short ချပေးပြီးအသုံးပြုမှုတိုးမြင့်မယ်။ဒီအချက်တွေကြောင့်2030မှာ Ethereum ရဲ့ဈေးနှုန်းကဒေါ်လာ1000ကျော်ရောက် ောင်းနိုင်တယ်လို့ကျမတို့မျှော်လင့်နိုင်ပါတယ်။ဒါပေမဲ့အနာဂတ်ကိုဆွေးနွေးရင်စိန်ခေါ်မှုတွေကိုလည်းမမေ့သင့်ပါဘူး။ပထမကနိုင်ငံအမျိုးမျိုးက blockchain ကို ကန့်သတ်နေပါတယ်။ဒုတိယကလုံခြုံရေးပြဿနာပါ။ hacker တွေကလူတွေရဲ့ပတ်စံကိုခိုးယူနေကြပါတယ်။ဒါကိုရှောင်ချဖို့ကျမတို့တင်ယူရပါမယ်။တတိယကပြိုင်ဘက်တွေပါ။ port chain လို့ပုံမှန်ဆန်တဲ့ blockchain တွေကစိန်ခေါ်နေပါတယ်။ ဒါပေမဲ့ Ethereum ရဲ့ community နဲ့နည်းပညာအားသာချက်ကဒီစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်မယ်လို့ယုံကြည်ရပါတယ်။အချင်းချုပ်ရရဲ့ Ethereum ရဲ့အနာဂတ်ကအလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ Ethereum 2.0, DeFi, Web3 နဲ့အခြား update တွေကြောင့် blockchain လောကရဲ့ဥဆောင်ဖြစ်နေမှာပါ။ဒါပေမဲ့အပေါ်မှာပြောခဲ့တဲ့အနေတွေကိုလည်းသတိထားပါမယ်။ ကျမတို့ blockchain လောကကိုစိတ်ဝင်စားရင် comment မှာသင်အမြင်တွေရေးပေးပါဒီဗီဒီယိုကိုသဘောကျရတဲ့ဆိုရင် like နှိပ်ပြီး MMR Define Channel ကို subscribe လုပ်ပြီး bell icon ကိုလည်းနှိပ်ထားဖို့မမေ့နဲ့အောင်ကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်ပြန်တွေ့မယ်နော်